တော့ကျွန်တော်ချန်ရှင်းတိုင်အိုလေးအကြောင်းကိုနည်းငယ်ပြန်ပြောပြပါမယ်နော်။အဲဒီမှာတိုင်အိုရဲ့ဒါချန်ရှင်းတိုင်အိုရဲ့တင်ကိတာ triangle ပေါ်တော့ triangle လေးရှိတဲ့ဘက်က n node အပေါင်းနောက် particle line လေးရှိတဲ့ဘက်ကပေါ့နော်ကတုတ်အနှုတ်ဖြစ်ပါတယ်။အဲဒီချန်ရှင်းတိုင်အိုတွေပြီးနော်တချောင်းသွားပါလျှက်ဆက်လျှက်စီးချောင်းပေါ့နော်လျှက်စီးချောင်းဟာ n node အပေါင်းဘက်ကနေကတုတ်အနှုတ်ဘက်ကိုစီးတာဖြစ်ပါတယ်။ဘယ်လိုခါမှစီးရလဲဆိုရင် forward bias ပေါ့နော်။ဘောင်းဘောင်းရင်အနှုတ်နှုတ်ချင်းဆက်တာပေါ့နော်။ စီးတဲ့လမ်းကြောင်းကလည်းအခုပြထားတဲ့အတိုင်းပဲဒီအဖြူရဲမပါတဲ့ဘက်ကနေအဖြူရဲပါတဲ့ဘက်ပေါ့နော်တနည်းအားဖြင့်အဲ့နှုတ်ဘက်ကနေကတုတ်ဘက်ကိုတချောင်းသွားလျက်စီးစီးတာဖြစ်ပါတယ်ဒါ reverse bias ဆိုရင်တော့နော်ဒီအပေါင်းနဲ့အနှုတ်အနှုတ်နဲ့အပေါင်း ကြောင်းမြန်ဆက်လိုက်တဲ့အခါမှာတော့ဒီတိုင်အုပ်ထဲမှာလေယာစီကြောင်းမရှိဘောနော်ဒီနေ့ပြောမှာကဒါစီနာတိုင်အုပ်ဖြစ်ပါတယ်သူလဲပုံစံသူပေါ့နော်နည်းနည်းလေးပဲကွဲတာဒီ triangle တတိကံလေးရှိတဲ့ဘက်ကအဲ့လိုအပေါင်းသူကရိုးရိုးပါတီကဲ line လေးအပြင်ဒီဘဲညာလေးပေါ့နော်အထက်အောက်ပြောမလားအဲ့ဒါလေးကွေးထားတာလေးပါတယ်နော်အဲ့ဒါကအဲ့ဒီဘက်ကကျွန်တော်တို့ကတ်တော့အနှုတ်ပါနော်ဒီမှာဒီဈေးကွက်မှာဝယ်တဲ့ဘက်ကလည်းဒီခုနကရိုးရိုးပြင်ချန်ရှင်းတိုင်အုပ်နဲ့ဒီမှာဒီနည်းနည်းလေးကွဲတယ်ပေါ့နော်သူကအနဲ့ရောင်လေးသူမှာ forward bias လေးရေနော်ရိုးရိုးတိုင်အုပ်လိုပဲအလုပ်လုပ်ပါတယ် forward ဆိုတာကခုနကလိုပဲဘက်ထရီရဲ့အပေါင်းနဲ့ဒီစီနာတိုင်အုပ်ရဲ့အပေါင်း ော်ကားဒီဘက်ထရီအနှုတ်နဲ့စင်နာတိုင်းအုပ်အနှုတ်ပေါ့နော်အဲ forward bias ပေါ့နော် forward bias ပြီးရင်တော့ UUPN ချန်ရှင်းတိုင်းအုပ်လို့ပဲလျက်စီချောင်းကဒီတိုင်းပဲစီသွားမှာဖြစ်ပါတယ်ဒီမှာလျက်စီချောင်းကိုကျွန်တော် i နေနဲ့ negative ပြပြီးတော့ဒီ r ကတော့ဒီ load resistor ပေါ့နော်ကျွန်တော်တို့အသုံးပြုမဲ့ပစ္စည်းတစ်ခုခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က negative r လေးနဲ့ဒါသရုပ်ပေါ်ပြီးတော့ပြသပေးတာဖြစ်ပါတယ်ဒါကျတော့ forward bias ဆိုရင်တော့ UUPN ချန်ရှင်းတိုင်းအုပ်နဲ့အလုပ်လုပ်ပုံကအတူတူပဲနော်ကဲသူကထူးခြားတာကဒီမှာ reverse bias ပေါ့နော် reverse bias ဆိုတော့သူက battery အပေါင်းနဲ့ဒီတိုင်းအုပ်ရဲ့အနှုတ်နောက်တစ်ခါ battery အနှုတ်နဲ့တိုင်းအုပ်ရဲ့အပေါင်းဘြောင်းမြန်ဖြစ်သွားပြီနော်အဲ့လိုဘြောင်းမြန်